ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စကောပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒါဘောလုံးလေးရထွက်ပေါ်ခဲ့တဲ့ပရီးမီးယားလိရာသီသစ်ဝယ်စင်စရာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူတာစီတူကနေပြီးတုံးသက်တင်ဆက်ပေးသွားဖို့ရှိပါတယ်ခင်ဗျာစီတူရေမင်္ဂလာပါညီမင်္ဂလာပါကိုအာပရီးမီးယားလိပွဲစဉ်ရာသီသစ်ပွဲစဉ်ထွက်ပေါ်လာတယ်အဲထွက်ပေါ်လာတဲ့ပွဲစဉ်မှာမန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်တို့ဒါပွဲစဉ်တက်မှာပဲတွေ့ကြမယ်ဒီပွဲလေးကတကယ်ကိုဒါစိတ်ဝင်စားစရာလည်းရှိရပေါ့လေအချက်အလက်အဖြစ်လည်းအများကြီးပြောစရာလည်းရှိတယ်နောက်ထပ်ဒါဒီယာဒီမှာဆိုရင် ပရီးမီးယားလိမှာဒါမမြင်ရတာကြာပြီဖြစ်တဲ့ထိုင်ကွဲဒါဘီဒါပြန်ပြောမှတကြောပြန်မြင်ရမယ်ပေါ့နော်ဒါ2015 16လောက်နောက်ပိုင်းဒါပထမဆုံးအကြိမ်ဖြစ်ထိုင်ကွဲဒါဘီကိုအခုတို့မြင်ရဖို့ရှိတယ်နောက်ထပ်ဒီရာသီအစပွဲစဉ်တွေကျတဲ့ထဲမှာဆိုရင် Manchester United နဲ့ Arsenal တို့ပါတယ်နောက်ထပ် Man City လည်းရာသီအစပွဲစဉ်ကျတဲ့ထဲမှာပါတယ်ပေါ့လေပထမဆုံးဒါ overall အနေနဲ့ဒါစီတူရဲ့ဒီရာသီတစ်ပွဲစဉ်စရာထွက်ပေါ်လာတဲ့အခြေအနေမှာဒါခန်းစားတဲ့အနေအထားလေးပြောပြပါဦးဟုတ်ကဲ့ကိုဒါ Premier League မကြခင်စားတော့မယ်ပေါ့နော်ဒီဇာထွက်လာရင်တော့ဘာပဲပြောပြောကျွန်တော်ရှေ့လန်တလန်ပုံညီသွားပြီပေါ့နားနေတွေ့နေရပြီဟုတ်ကဲ့တွေ့နေရပြီပေါ့အဲကျွန်တော်တို့ကိုယ်တိုင်ကလည်းကျွန်တော်က fantasy premier league ကိုကျွန်တော်ကတော်တော်လေးစော့ရဲမှာပါပေါ့နော်အဲ fantasy ပါတွေ့နေရုံနေရုံနေအဲ့တော့အဲဒီရင်ခုန်မှုကတော့ဒီအများကြီးတော့မရှိတော့ဘူးပေါ့နော်ဒီအသင်းဘို့ပြုစဉ်းစားတဲ့စဉ်းစားမှုတွေအသိမရှိတော့ဘူးဆိုတော့ဒီကမှုတော့မရှိတော့ဒါပေမဲ့ကျွန်တော်တွက်တွက်ချက်တွက်ချက်တာရရရှိတာပေါ့လေတွက်ချက်တဲ့အရာရှိတဲ့အခါမှာဒါမနစ်တော့ဆိုရင်အဲဒီ ရာဒီအမပေးစရာနဲ့ပတ်သက်လာရင်အဲဒီအမပေးစရာအောင်ဖြစ်တယ်ဒီပွဲစဉ်စရာနဲ့ပတ်သက်လာရင်အရေးပါလေဒီယူဆနှစ်ခုပေါ့နော်အဒီတင်ချာနီးအဖြစ်ဒီ opter ကနေ difficulty rating တွေထုတ်ပေးတယ်ပေါ့နော်အဲ့တော့ဒီဟာကလည်းဒါအချင်းကြီးရောမဟုတ်ဘူးသူတန်ဖိုးနဲ့သူသူအတော့ဝင်မှုနဲ့သူရှိတယ်ပေါ့လေဒါတစ်ချက်ပေါ့ဒါပေမဲ့နောက်ထပ်တစ်ချက်ကကျွန်တော်တို့ limitation အနေနဲ့ထည့်ပြီးတော့အမြဲတမ်းစဉ်းစားရမှာကအဲ့ဒီ difficulty ratings တွေအဲ့ဒီသတ်မှတ်ချက်တွေအတိုင်းအမြဲတမ်းဖြစ်တာတော့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကထင်ထားတာရင်းနဲ့ ပြောင်းမြင်နေဖြစ်သွားတာမျိုးအများကြီးရှိတယ်ဆိုတော့ဒီ limitation ပေါ့နော်အဲဒီဘက်ကသင်္ချာ model ကတော့ difficulty ratings ကဟုတ်တယ်ဒီပွဲစဉ်စရာကြက်တဲ့ခြောက်နေဆိုတော့သင်္ချာနေရာအပြင်ကျွန်တော်တွတ်ဆတဲ့နေရာအပြင်တော့ရှိတယ်ဒါပေမဲ့ဒီဘက်မှာ limitation ကကြတော့အဲ့ဒီတွတ်ဆတွတ်ဆမှုတွေကလည်းဒီ exemption ပေါ့နော်ချွင်းချက်ဖြစ်သွားနိုင်တာမျိုးပေါ့ဒါပေမဲ့ net one ဆိုရင်ကျွန်တော်ရာသီမတိုင်ခင်မှာ crystal palace အသင်းကိုဒီ champion league ဝင်ရနိုင်တဲ့ ဒီအသင်းထဲမှာထည့်သွင်းထားခဲ့ပြီးတော့ percentage ပါတယ်ပေါ့နော်ရှစ်သိန်းလားမသိဘူးရှိတယ်အဲဒီ champion league ဝင်မှန်းလိုက်တဲ့အသင်းထဲမှာအဲဒီမှာ percentage ပါတယ်ဒါပေမဲ့ဘာလို့အဲ့လိုမျိုးတွက်ထားလဲဆိုတော့ပွဲစဉ်စရာကသူထိုက်လျောက်ချောင်းတယ်ပေါ့နော် crystal palace ကမနစ်တော်အောင်ဆိုရင်ဒီအချောင်ဆုံးပွဲစဉ်30အထိအချောင်ဆုံးထဲမှာသူကအဆင့်ခွနှစ်ချိတ်တယ်အဆင့်ခွနှစ်ချိတ်တဲ့အတွက်သူ့ကိုသူ့ရဲ့ဒီပြီးခဲ့တဲ့ယာတီနှောင်းစွမ်းဆောင်ရည်ရော သူ့ရဲ့ဒီနီးပြရောသူ့ရဲ့တောက်လျှောက်ပြသနေတဲ့ return အရာရောသူ့ကိုဒါအထင်ကြီးခဲ့တယ်ဒါပေမဲ့အဲ့ဒီယာတီစဆယ်ပွဲမှာ crystal palace ရဲ့10ပွဲမှာနိုင်ပွဲပျောက်ဆုံးခဲ့တယ် သူတို့ရဲ့ဒါတော်တော်လေးစိုးရရသည်အဖွင့်ပေါ့နော်အဲ့တော့အဲ့လို exemption လေးဒါဖြစ်သွားနိုင်တယ်အဲ့ပြီးတော့ဒီ Northern Forest ဆိုရင်အဲဒီအဲ့လိုမျိုးဝင်နော်ယာတီအစားတော့ခြောင်တယ်အဲ့တော့သူတို့ယာတီအစားခြောင်တဲ့အခါမှာသူတို့ဘာဖြစ်လဲဆိုတော့ဒီအဖက်ပေးစရာကိုသူတို့ဟိုအစဉ်ပြေတဲ့နေရာတစ်ခုတွေသူတို့ရက်တည်နိုင်တယ်ပြီးတော့သူတို့ momentum တိစောက်နိုင်တယ်ဒါပေမဲ့တကယ်တော့ယာတီအဆုံးမှာလည်းသူတို့ခြောင်ခဲ့တယ်ကျွန်တော်တို့ကဒီသူတို့ကိုချက်မြေလူဝင်ဝင်ရှားဖို့တော်တော်လေးရခိုင်တော့များတဲ့အထိကျွန်တော်တွတ်ဆခဲ့ကြတယ်။ဒါပေမဲ့လည်း သူတို့ကအချောင်းနဲ့ပွဲမှာဒုက္ခရောက်တတ်တဲ့အစဉ်လာမျိုးပေါ့သူတို့ကစားပုံရအဲ့လိုမျိုးရှိသွားတဲ့အခါမှာဒီဒုက္ခရောက်သွားတဲ့ပေါ်ရသည်ဆုံးကန်ဒီမှာသူတို့လိုချင်တဲ့ဒီဥရောပဝင်ဝင်နေမရခဲ့ဘူးပေါ့နော်အမဒီအလိုချင်ဆုံးကုန်စုတွေမရခဲ့ဘူးပေါ့နော်စုအသေးဆုံးမှသူတို့ရသွားတဲ့ပုံစံမျိုးကျွန်တော်တို့ဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီ present ဇာတ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့အဲ့ဒီဟာနှခုကိုဒါထည့်သွင်းစဉ်းစားမယ်လို့ကျွန်တော်ကတော့အဲဒီမြင်ပါတယ်ခင်ဗျအဲ့တော့ဒီ difficulty rating ရတော့ဒီရာဒီမှာလဲ crystal valley ကရာဒီစမှာဆိုရင်တော့ ွဲအချောင်ဆုံးဒီဘယ်လိုပြောမလဲစင်းနဲ့မှာပါတယ်ဘဲဒစ်ကဒီယာဒီမှာလည်းပွဲချောင်ဆုံးစင်းနဲ့မှာပါတယ်ဒါပေမဲ့စီတူပြောခဲ့သလိုပဲပြီးခဲ့တဲ့ယာဒီကဒါပရီးမီယာလိ၈ပွဲဆက်ယာဒီစ၈ပွဲဆက်နိုင်ပွဲပျောက်ခဲ့တဲ့အစင်လာလေးလည်းရှိတော့ပဲလစ်ရဲ့ rating ကဟိုတအားကောင်းနေရယ်ဆိုရင်မပွဲချောင်နေရယ်ဆိုရင်တော့ဘလူလာမဲတောင်မသိရဘူးပေါ့လေနောက်ထပ်ကိုတို့ဒါဒီယာဒီရဲ့ဒါပွဲစဉ်စားရေးဆွဲမှုဒါကြည့်လိုက်မယ်ဆိုရင်တော့33ပွဲဟိုကတော့ weekend မှာကဲမယ်အဲ၅ပွဲဟိုကတော့ဒါ midway ပေါ့လေဒါဂျာရဲ့အင်ကာပိုလူဂျာတာဘေးမှာကဲမယ် ပြီးခဲ့တဲ့ယာတီကတော့ဒီဘယ်လိုပြောဗန်ဒီဘယ်လိုပြောဗန်ပေးရမှာလားမသိဘူးတခါတစ်ကြိမ်ပူပစ်တခုကိုကန်လိုက်တာမျိုးရှိတယ်ဒီယာတီမှာတော့မိဝေ9ဝဲဝီက33ပွဲဆိုတော့ခွဲခြားတာလေးရှိတယ်အဲ့ထဲကမှဟိုဒါပထမဆုံးပြောစရာရှိတာတော့အာဆင်နယ်ရဲ့ဒီတာထရက်ပွဲစဉ်တွေဖြစ်မဲ့တင်တယ်အာဆင်နယ်ကဒါယာတီစတီပွဲစဉ်6ပွဲစဉ်6တိကတကယ်ကိုဘယ်လိုပြောမလဲပွဲချက်တွေတော်တော်လေးများတာပေါ့နောက်ဆုံးဒါ Leeds United တောင်မှ အာဆင်နယ်ဒုက္ခပေးမယ်ဆိုဒုက္ခပေးနိုင်ကြရှိတယ်။ဒါပေမဲ့တခုရှိတာကတော့အာဆင်နယ်ကဒီ traditional basis တွေနဲ့စားတဲ့ပွဲတွေမှာမရှုံးတာတော်တော်ကြီးကိုကြာပြီ။နှစ်အဖြစ်ဆိုရင်ဟိုချက်စီကိုမရှုံးတာဆိုရင်နှစ်နှစ်သုံးနှစ်စတဲ့ဖြစ်ပေါ့နော်။တသိန်းချင်းစီဒီ basis တွေနဲ့ကြည့်လိုက်မယ်ဆိုရင်ရလကောင်းမှတ်တမ်းကောင်းလေးကြတော့အာဆင်နယ်ရှိခဲ့တယ်။အဲ့ဒီအချိန်တွေတခုမှာအာဆင်နယ်ရဲ့ဒါပထမဆုံး6ပတ်အတွင်းပွဲစဉ်6ပွင့်ပေါ့လေပွဲစဉ်6ပွင့်ကစားမဲ့အချိန်တွေလေစီတူဘယ်လိုမြင်လဲမသိဘူး။အပွဲကတော်တော်လေးကြက်တယ်ပေါ့နော် difficult ratings ဒါ ုတိယအမြင့်ဆုံးပေါ့နော်အပေါ်ဆုံးက Manchester United ထင်တယ်ဒုတိယအမြင့်ဆုံးဟိုဖြစ်တယ်အဲပြီးတော့ဒီပြောမယ်ဆိုရင်အဲ10ပွဲအထိကျွန်တော်တို့ကြည့်မယ်ဆိုရင်လည်း Arsenal က8အအခက်ဆုံး8အဆင့်8နေရာမှာရှိတယ်ပေါ့နော်အဲ့တော့မိနစ်တော့ဆိုရင်ဒါအဆင့်ခွဲတဲ့နေရာမှာရှိတယ်အဲ့တော့မိနစ်တော့ကကြာတော့ပထမဆုံး9ပွဲမှာအဲ့ဒီသူ့ရဲ့အခက်ဆုံး difficulty ratings က4မှာရှိတယ်အဲ့တော့အတိုင်းလာတစ်ခုဒီဒီတက်ရောက်မှုရှိတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့ Arsenal ကတော့ Manchester basics တွေနဲ့ဒါမရှုံးတဲ့ရလက်ကိုတောက်လျှောက်ပြတာနေပေါ့နော်အဲ့တော့အဲ့ဒီအချက်ကတော့ဒါတော်တော်လေးအရေးကြီးပြီးတော့ Arsenal အနေနဲ့ဒါဒီအများကြီးရိုင်းရိုင်းမသွားနိုင်လို့ကျွန်တော်တို့ဒါတတ်မှတ်လို့ရတယ်ဒီပေးထားချက်တစ်ခုဖြစ်တယ်ပေါ့ဒါပေမဲ့အဲ့လိုရှိနေတိုင်းလေဒါပေမဲ့ပွဲရကြက်တာကြက်တာပဲပေါ့နော်အဲ့တော့ Premier League မှာကတကယ်တော့ကျွန်တော်ကပွဲကြက်တယ်လို့ဒါပြောနေတာပေါ့နော်တကယ်တော့ပွဲရအကုန်လုံးကြက်တယ်လို့ဖြစ်နေလက်ရှိအခြေအနေမှာဟုတ်တယ်မနစ်က ratings ဒီ difficulty ratings ကို opta ကထုတ်တော့သူတို့စီမှာဒီတတ်မှတ်တဲ့အမှတ်တမှတ်ချက်ရှိတယ်ပေါ့နော်အဲ့တော့သူတို့ကအဲ့အမှတ်တမှတ်ချက်ကိုဘာမှ တက်မှတ်လဲဆိုတော့ power ranking ပေါ့ outer ရဲ့ဒီ club အသင်းတွေကိုတက်မှတ်တဲ့ power ranking ရှိတယ်အဲ့ power ranking ကိုအခြေတည်ပြီးတော့တက်မှတ်တယ်အဲ့တော့အဲ့ power ranking မှာအသင်းပေါင်းဒီကမ္ဘာအရရက်ကအသင်းအကုန်ပါတယ်ပေါ့နော်တထောင်ခွဲရှိတယ်သူတို့ရဲ့ database ထဲမှာအဲ့ဒါကိုအခြေတည်ပြီးတော့တက်မှတ်လိုက်တဲ့အခါမှာ power ranking ထွက်လာတယ်အဲ့ power ranking ပေါ်အခြေတည်ပြီးတော့ဒါ difficulty rating ဆိုပြီးတော့ဘယ်အသင်းက power ranking ဘယ်လောက်ရှိတယ် specific ရဲ့အတွက် difficulty rating တန်ဖိုးဘယ်လောက်ဘယ်အသင်းကဘယ်လောက်ရှိရဆိုဘလောက်ဘလောက်အဲ့တော့အဲ့ဒါပေါင်းလိုက်တဲ့အခါမှာဒီအမှတ်ထွက်လာတယ်ပေါ့နော်အမှတ်ထွက်လာတဲ့အခါမှာမိနစ်တော့ ratings တမှာဆိုရင်ကျွန်တော်တို့ကဒီ 85လောက်အထိကိုကျွန်တော်တို့တွားပြီးတွေ့ရတယ်ဒါဒီနှစ်မှာအကုန်လုံးက62အထက်တည်းပဲလက်ရှိ difficulty rate အမှတ်ပေါင်းလိုက်မယ်ဆိုတော့အကုန်လုံးကပို့ပြီးတော့ကောင်းလာတယ်ဆိုတော့ပေါ့နော်ဒါ data နည်းရပြောတာပေါ့နော်ကျွန်တော်တို့ဒီဒီဘောလုံးနဲ့တခြားသောကဏ္ဍတွေရယ်ဆိုတော့ပြောစရာအများကြီးရှိဒါပေမဲ့လောလောဆယ် data တက်တက်အရာပြောမယ်ဆိုရင်အသင်းရဲ့ difficulty rating တွေပို့ပြီးတော့တက်လာ Premier League မှာအဲ့တော့ ပွဲတိုင်းတော့ခတ်နေတာကြီးပဲဆိုတဲ့အထိပ်ပဲပေါ့နော်အာဆင်နယ်ပဲခတ်နေရတော့မဟုတ်တကယ်တော့ကျွန်တော် percentage ကိုကြည့်လိုက်မယ်ဆိုရင်69 1တင်းတွေမှာရှိတယ်အတင်းနဲ့69အောက်ကထောင်နေပေါ့နော်အချောင်ဆုံးလို့အသက်မှတ်ထားရင်နံပါတ်20မှာရှိနေတယ်62လောက်ရှိတယ်အဲ့တော့ percentage ကအလောက်ကြီးကွာနေရတော့မဟုတ်ဘူးတကယ်တမ်းမှကြတော့အဲ့တော့ difficulty rating နဲ့ပတ်သက်တဲ့သင်္ချာနည်းရမြင်ရတော့အဲ့လိုမျိုးရှိတယ်ပြီးတော့ဒီပွဲချက်ချင်းကဒီအရေးကြီးလာပေါ့နော်အဲ့တော့အင်မတန်အရေးကြီးတယ်ပရီးမီယာလိမှာပိုဆွဲဖို့ဆိုရင်ဒါရာသီကို3ပိုင်းပိုက်မယ်ပေါ့နော်3ပိုင်းပိုက်ရင်ထိပ်ဆုံး73ပွဲ အလဲဆက်သုံးမှနောက်ဆုံး72ပေါ့နော်အဲ့လိုမျိုးဒါ data ပညာရှင်တွေကပိုင်းကြတယ်ပေါ့နော်အဲကျွန်တော်တို့ဒီမှာလဲဒါ Singapore NU NU Asma ဟိုဒီ assistant professor လောက်သွားတယ်ကိုအောင်မြတ်ဆိုတဲ့အကိုရှိတယ် Manchester United ပြည်သက်အဲ့ကိုကဒါ11ဂျန်နဲ့မှစောင်းမရေးခဲ့တယ်ပေါ့နော်စောင်းမရေးခဲ့တဲ့အခါမှာ तू အဲ့ data တွေကို तू ပြုစုပြီးတော့ data model set တစ်ခုထုတ်လိုက်တယ်အဲ့တော့ဘွဲစဉ်73ကို तू ကဘွဲစဉ်73မှာဒီအမှတ်ရအဲ့အသင်းက90% ဒီ champion စိတ်ခေါ်နိုင်တဲ့စည်ရင်ကိုထည့်ရမယ်အပူဆွဲတာမျိုးစဲတော့နောက်ကိစ္စပါเนาะနောက်နောက်ထပ်နှစ်ပိုင်းမှာကောင်းကောင်းမွန်မွန်အလုပ်လုပ်နိုင်ဖို့လိုတယ်ဒါပေမဲ့အဲ့ဒီအမှတ်ကိုမရရင်တေချာတဲ့ champion စိတ်ခေါ်တဲ့အသင်းတွေကိုထည့်လို့မရဘူးဆိုတဲ့ model ပေါ့เนาะအဲ့တော့အဲ့ model က data set အရာလောကမှန်ကန်မှုရှိတယ်တခြားသော data ပညာရှင်တွေလည်းတင်ပြရမျိုးရှိတယ်ပေါ့เนาะအဲ့တော့ဒီပွဲစဉ်အစာအင်မတန်အရေးပါတယ်အဲ့တော့အာဆင်နယ်ကမိနစ်တော်အောင်ဆိုရင်ပွဲစဉ်အစမှာဒါပထမ၅ပွဲမှာတော့မဆိုးဘူးသူ မစိုးတဲ့ရလက်ကိုရခဲ့တယ်လီဗာပူးနဲ့သူတတ်မှတ်ပဲကွာသူ၁၈မှတ်လားမသိဘူးရတတ်မှတ်ပဲကွာဒါပေမဲ့ဒီဆယ်ပွဲအနေထားမှာကျတော့သူတို့ရဲ့ဒီအခြေအနေကတော့မကောင်းတော့ဘူးတော်တော်လေးကိုအဲ့တော့ဒီရလက်အဲကျတော့ရမှတ်အတိကျတော့မမှတ်မိတော့တော်တော်လေးနေသွားတယ်ပေါ့နော်ဒီဆယ်ပွဲအနေထားမှာတော်တော်လေးနေသွားပြီးတော့တောက်လျှောက်သူရဲ့ form က17လောက်ထိကိုကျသွားတာပွဲစဉ်17မှာ Chelsea နဲ့တည်ကြရတယ်အဲ့လိုမျိုးကျသွားတာမျိုးရှိတယ်အဲ့တော့ဒီသူရဲ့ဒီ first period data set ကမကောင်းဘူးเนาะမကောင်းတဲ့အခါမှာ Arsenal ရဲ့အဆုံးသက်ကလည်းမကောင်းဆိုတော့တွေ့ရတယ်။အဲ့တော့အမြဲတမ်းအဲ့လိုပဲအဲ့လိုမျိုးဒီအရှိဆယ်ပွဲမှာ Arsenal ထက်နဲ့စွမ်းဆောင်နေတူတူဖြစ်ခဲ့ပြီးတော့ချန်ပီယံဖြစ်တဲ့အသင်းကတမိုင်းမှာ3သင်းပဲရှိတယ် Premier League တမိုင်းမလျှောက်လို့မှာ3သင်းပဲရှိတယ်ဆိုတော့အဲ့လိုမျိုး data နည်းအရာဒီအစောပိုင်းပွဲတွေမှာအခြေအများကြီးချော်လို့မရဘူးအင်မတန်အရေးကြီးတယ်။ဒါကြောင့်မလို့အခု Arsenal ဟာဒီပွဲအစ9ပွဲမှာကျက်နေတယ်6ပွဲထိကျက်နေတယ်ဆိုတာတော်တော်လေးကိုအရေးပါတဲ့ခန်းမှာပါဝင်တယ်။ဒါပေမဲ့ တစ်ခုရှိကြပါတော့ကျွန်တော်တို့အာဆင်နယ်ကိုဒီပွဲစဉ်ဇာတ်ထွက်လာပြီးအာဆင်နယ်အကြောင်းအရင်ပြောနေကြတယ်တကယ်တော့လီဗာပူးကပွဲစဉ်30အထိကြီးမယ်ဆိုလီဗာပူးကအကျက်ဆုံးဆိုပြီးတော့အော်တာကထုတ်ပြန်ထားတာတွေ့ရတယ်ပေါ့နော်အဲ့တော့အာဆင်နယ်နဲ့ဒါချန်ပီယံပြိုင်မဲ့ဖြစ်မဲ့အသင်းပေါ့လေလက်ရှိသတ်မှတ်ချက်တွေအရအဲ့တော့အဲ့အရာဆိုရင်တော့အာဆင်နယ်အနေနဲ့ဒါလုံးလိမဟုတ်တယောက်တည်းမဟုတ်ဘူးပေါ့နော်လီဗာပူးလည်းချက်နေဆိုတော့အဲ့တော့ကျွန်တော်တို့ဒါထက်တော့ရပါလိမ့်မယ်ပေါ့ဟုတ်ပါတယ်ပထမဆုံးဒါဖွင့်ပွဲစဉ်ကတော့ရောလီစိတ်ဝင်စားစရာကောင်းတော့ဘူးမန်ချက်စတာယူနိုက်တက်နဲ့ ပရီးမီယာလိပွဲစဉ်တက်မှာဒါတကြောပြန်တွေ့တာ1989 90ရာသီနောက်ပိုင်းတာပထမဆုံးအချိန်ပွဲစဉ်တက်မှာအဲ United နဲ့ Arsenal တကြောပြန်ပြန်တွေ့တာဗောလေ1989 90တုန်းကတော့ Steve Bruce တို့အဲ Steve Bruce တို့နောက်ထပ်ဒါ Mahush တို့လာမသိဘူးဒါ United တက်ချေဆွမ်းပြတယ်ဂိုးတွေတွင်ပြီး United ကပဲနိုင်တယ်အဲ့မှာနောက်ထပ်ဒါထူးခြားတဲ့မတန်လေးဒါ United နဲ့ Arsenal တို့ဒါ August လအတွင်းမှာဆိုရင် ဒါ၄ချိန်တွေ့တယ်ပေါ့လေ၄ချိန်မှာလည်းအဲပြစ်ကျွန်တော်အဲ89 90ပါဝင်ကျန်တဲ့၃ချိန်စလုံးမှာလည်း United ကပဲနိုင်ခဲ့တယ်အဲ့တည်းမှာဆိုရင်လည်းဒါလူပြောများစရာဖြစ်ခဲ့တဲ့82ပွဲလည်းအပါဝင်ပေါ့လေအဲ့အားလေးကလည်းဒီ United နဲ့ Arsenal ရဲ့တချို့ပြန်ပွဲမှာဟိုစိတ်ဝင်စားစရာအချက်ပေါ့နောက်ထပ်စီသူပြောတဲ့ထံမှာလည်းပါတယ်ဒီ United ရဲ့ဒီပွဲစဉ်တွေကတော်တော်ကြီးကိုခက်တယ်။အာဆင်နယ်ကမှယာတီစဒီ6ပွဲလောက်ကပွဲစဉ်တော်တော်ကြီးကြက်တယ်။ဒါပေမဲ့ယာတီနောက်ပိုင်းမှာကျတော့တော်တော်ကြီးကိုပြန်ပြီးမှ ဟိုပွဲပြန်ချောင်းသွားတယ်ပေါ့နော်ယာစီနောက်ပိုင်းမှာကြည့်မယ်ဆိုရင်ယာစီနောက်ပိုင်း10ပွဲမှာပွဲစဉ်ဒါဘယ်လိုပြော28ကနေ38အတွင်းမှာပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်ကပြီးခဲ့တဲ့ယာစီ2024 25ယာစီကအဆင့်ခွန်တွင်းဝင်ခဲ့တဲ့အသင်းနေနဲ့ဆိုတာနှစ်သင်းပဲတွေ့မယ်အဲ့ဒါမှာမန်ချက်စတာစီးတီးပါတယ်နောက်ထပ်ဒါချယ်ဆီလာတော့မသိဘူးကိုတိအတိကြတော့မသိဘူးပြောချင်တာယာစီနောက်ပိုင်းကျတော့ဒါအာဆင်နယ်ကပွဲချောင်းသွားတယ်ယူနိုက်တက်ကကျတော့တော်တော်ကြီးကိုပွဲဒါကြက်တယ်ဒီပထမဆုံးဒါပွဲစဉ်6တွင်းမှာဆိုရင် traditional big six အသင်းတွေက သုံးသိန်းလောက်ပြီးတွေ့မယ်နောက်ထပ်ပွဲစဉ်7အပြီးမှာဆိုရင်ဒါ traditional business အသင်းနေနဲ့ဒါပြိုင်ပွဲ5သိန်းစလုံးနဲ့တွေ့ပြီးပြီဆိုတဲ့အခြေအနေလည်းရှိမယ်ပေါ့နော်အဲဆိုတော့ Amorin အတွက်ကတော့တကယ်ကိုစိန်ခေါ်မှုကြီးလွန်းတဲ့ဒါယာတီစကာလာလို့ပြောလို့ရတယ်နောက်တစ်ခုကကျတော့ United ကပြီးခဲ့တဲ့ယာတီလုံးကကျတော့ဒါ Premier League အသင်းတွေထဲမှာဆိုနီးပြအပြောင်းနဲ့အရင်ဆုံးလုပ်ရတဲ့အသင်းပေါ့လေဒါ October လလောက်မှာဖြစ်မဲ့ထင်တယ်အော်တိုဝါလာလောက်မှာတန်ဟက်ကိုထုတ်ခဲ့ရတယ်တန်ဟက်ကိုထုတ်ခဲ့ရတာဒါပရီးမီးယားလိဂ်တခြားအသင်းတွေနဲ့ကြည့်မယ်ဆိုရင်ယူနိုက်တက်ကနီးပြအပြောင်းနဲ့ပိုစောပြီး လုပ်ခဲ့ရမျိုးရှိခဲ့တယ်။ဒီအားဒီမှာဒါအမော်ရင်နဲ့ United ရဲ့အခြေအနေလေးရောစီတူဘယ်လိုမြင်မိလဲမသိဘူး။ဟုတ်ကဲ့ United ကအခက်ဆုံးနေတာပေါ့နော်။ဒါမဲ့ကျွန်တော်က United ကိုဒီတတ်တတ်ပေါ့နော်။ချွင်းချက်အနေနဲ့ထားခြင်းတယ်။ဘာလို့လဲဆိုတော့ तू ကပွဲတိုင်းခက်နေမှာပဲလက်ရှိအခြေအနေကကျွန်တော်မမြင်ပေါ့နော်။သူ့တော့ဘာမှကြီးအရင်ထူးနေတာမဟုတ်ဘူး။ပြီးတော့ဒီ data တတ်မှတ်ချက်ပေါ့နော်။အခုအခုနားလည်းကိုလည်းပြောခဲ့ Arsenal ကဒါပွဲရာသီအကုန်မှာပွဲ6နေပေါ့နော်။ ဒါမဲ့တခုရှိတာကကျွန်တော်တို့ကလက်ရှိထုတ်ထားတဲ့ difficulty ratings ဟာပြီးခဲ့တဲ့ရာသီရ sample ကိုယူထားတာဖြစ်တယ်เนาะအဲ့တော့ပြီးခဲ့တဲ့ရာသီရ sample ကိုယူထားတော့ဒါအခုတော့ရာသီနဲ့ကက်နေရပါဘောเนาะဒါမဲ့ကျွန်တော်တို့ရာသီဆုံးသွားတဲ့အချိန်ကြာရင်ကြာတော့အဲ့ဒီဒီအဲ့အတင်းနေရဲ့ချိန်ကမှန်းမသိတော့ဘူးဟုတ်တယ်အတွက်အဲ့ data ရဲ့ဒီတန်ဖိုးကအပြောင်းလဲဖြစ်သွားနိုင်တယ်ဗောနော်အဲ့တော့ဒီအချက်တော့ရှိတယ်ပြီးတော့ဒီ Manchester United ကိုဒါပြန်ပြီးတော့ပြောရမှာဆိုရင် Manchester United ကတော့ကျွန်တော်ခုနအရှိမပြောခဲ့သလိုပဲ ဘယ်တဲ့အတူတူသူတို့အတွက်ကြက်တယ်လို့ကျွန်တော်ကတော့ကျွန်တော်ရဲ့အယူအဆပါเนาะအဲ့လိုမျိုးဒါမြင်ရတယ်အမော်ရင်းလက်ထက်မှာလည်းဒါသူအသိကြီးဆိုရင်တော့သူတို့အတွက်ပိုကောင်းတယ်ဆိုတဲ့ပုံစံမျိုးဖြစ်ပြီးတော့အသိငယ်ဆိုရင်သူတို့ပိုဒုက္ခရောက်တယ်ဆိုတဲ့အခြေအနေမျိုးတွေ့ရတယ်အဲ့တော့ဒါခါလေးကျတော့ဒီတင်ချာနီးကကျတော့ဒီသူကရက်တည်မှုတွေဒီရလက်တွေကိုအခြေခံတာပေါ့เนาะဒါပေမဲ့ဒီတကယ်တဲ့ကွင်းထဲမှာကျတော့လည်းဒီပြောင်းမြန်အခြေအနေမျိုးမှာ Northern Forest ကအသိကြီးရေနဲ့ရလက်ပိုကောင်းပြီးတော့ဒီအသိငယ်တွေကျတော့သူတို့ဖိကစားမဲ့အခြေအနေမှာကျတော့သူတို့ကစားရတာဒုက္ခရောက်တာမျိုးတွေအဲ့ဒါတွေကျတော့ခုနက ဒီ difficulty ratings တဲမှာထည့်သွင်းတက်ချက်လို့မရတဲ့အရာဖြစ်နေတာပေါ့နော်အဲ့တော့ United ကိုဆိုရင်လည်းကျွန်တော်အဲ့လိုပဲမြင်တယ်ပြောမဆိုအရန်ဒီ random ဖြစ်တယ်ပေါ့နော်ပြောမဆိုဒီ Arsenal နဲ့တွေ့ရတာမှာ Arsenal နဲ့တွေ့တဲ့ပွဲကသူတို့အတွက်ဒီတခြား Nottingham Forest နဲ့တွေ့တဲ့ပွဲလောက်ခက်ချင်မှခက်လိုက်မယ်အဲ့အဲ့လိုအခြေအနေမျိုးလို့ကျွန်တော်တို့ဒါပြီးခဲ့တဲ့ရာသီမှာလည်းကျွန်တော်တို့တွေ့ရတယ်အဲ့တော့ United အတွက်ပေါ့နော်နီးပြအပြောင်းလဲဒီပါရီကတော့ကျွန်တော်ဖြစ်မယ်လို့တော့ မတင်ထားဘူးဘာလို့လဲဆိုတော့ဒီ Omar Parada ရဲ့ပြီးခဲ့တဲ့ဂျပန်မှာ interview လုပ်ခဲ့တယ်ပေါ့နော် United CEO အဲ့ United CEO ရဲ့ပြောတဲ့ပြောစကားတွေအကြဆိုရင်တော့သူတို့က long term plan ကို long term plan ကိုသူတို့တွေးတောနေတယ်အဲ့အကြောင်းတွေပဲသူတို့ပြောနေတာဖြစ်တဲ့အတွက်ဒီလက်ရှိမှာဖြစ်တဲ့ဒီတင်းဆောင်မှုတွေကိုသူတို့အရင်အယောဆိုင်တယ်လို့ကျွန်တော်တော့မထင်ဘူးပေါ့နော်အဲ့တော့ဒီတန်ဟက်ပုံစံမျိုးတော့ပြန်ဖြစ်နိုင်ဖို့မရှိဘူးပြီးတော့ United အနေနဲ့လည်းရလက်ကောင်းခြင်းဆိုခြင်းဆိုတာကပြောဖို့ ဟို तू အသင်းကိုပဲ तू အသင်းကိုတိုင်ဟိုချိန်မချိန်တာဖြစ်တဲ့အတွက်ဒီ fixture နဲ့အောင်ကျွန်တော်တို့ဟိုအချိန်ကြီးစရာမလိုပဲね United ဟာဒီဆက်လက်ပြီးမတည်ငြိမ်တဲ့အသင်းဖြစ်ဒါရှိနေဖို့ရာခိုင်နှုန်းတော်တော်များတယ်ပေါ့ဒါပေမဲ့ကျွန်တော်စောင့်ကြည့်အောင်ပေါ့เนาะဒီ sample တွေကတော့ကျွန်တော်တို့မနစ်ကအဟောင်းအခြေခံတာဖြစ်တဲ့အတွက်လက်ရှိမှာနောက်ထပ်ဒီဟိုဘယ်လိုခေါ်မလဲအပြောင်းရွှေ့သစ်တွေရောက်ရှိလာတာမျိုးပြီးတော့ကျွန်တော်မထင်ထားတဲ့ဒါခြေစွမ်းမျိုးပေါ့เนาะဒီရာသီကြိုးတွေမှာတောက်လျှောက်ပြနေပြီးတော့အသင်းက အရန်အံဝင်သွားတာမျိုးလည်းဖြစ်နိုင်တာပေါ့နော်အဲ့တော့အဲ့ဒီအချက်တွေတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ဖို့လိုအောင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ပေါ့ဟိုအခုမဖြစ်မနေထည့်ပြောရမှာတော့လက်ရှိကမ္ဘာ့ကလပ်ချန်ပီယံရှစ်ပြန်ပွဲမှာဝင်ရောက်ရှင်ပြိုင်နေတဲ့ဒါပရီးမီးယားလိမ်းနဲ့တင်းပေါ့လေမန်ချက်စတာစီးတီးနဲ့ချယ်လ်ဆီတို့ရဲ့အခြေအနေပေါ့ဒီနှစ်သင်းကဒါစီးတီးကရာသီစတီးပွဲစဉ်မှာဆိုလဲအာဆင်နယ်နဲ့အဲ့ဒါယူနိုက်တက်အာဆင်နယ်ပြင်ဒါစီးတီးကလည်းဝက်ဇနလီကြက်တဲ့ထဲမှာတော့ပါပေါ့လေထေးသီးပြိုင်ပွဲတွေနဲ့ ူကစားမဲ့အထက်မှာပါတယ် Chelsea ကတော့ယာစီဆာကာလာတွေမှာထူးခြားကြပဲ London Derby နဲ့ဒါတော့ shock ပေါ့နော် London မြို့ကတမ်ပက်တွေနဲ့သူ shock ကစားရမယ်အဲ့အချိန်ကြီးကအခုမြေကျင်နယ်လေးကဘယ်လိုပြောမလဲဒီကမ္ဘာ့ကလပ် Championship ကြောင့်ဒီနှစ်သင်းရဲ့ယာစီဆာကာလာအချိန်ကြီးလေးကဒါထိခိုက်မှုရှိနေလားဒါမှမဟုတ်ပူပြီးတော့မှပဲကောင်းနေလားကမ္ဘာ့ကလပ် Championship ကနေအချိန်ရသွားတဲ့အချိန်လေးနဲ့ယာစီဆာကိုထင်ထားတယ်ကိုပူပြီးတော့မှချောမွေသွားတာမျိုးရှိနေလားဒါမှမဟုတ်ပူပြီးတော့မှခက်ခဲနိုင်တဲ့သဘောမျိုးရောရှိနေတာမျိုးစီတူဘယ်လိုမြင်မိလဲ ဒီကစားသမားတွေကွာဒီလိုက်ဘာသာစကားဆိုတဲ့ပုံစံမျိုးပြင်ပြီးတော့ဒီ adapt ဖြစ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အဲ့လို adapt ဖြစ်ဖို့အတွက်ကာလကိုဒါအခုချိန်မှာ competitive အခြေအနေလည်းပေးထားတယ်ကာလလည်းပေးထားတယ်ဆိုတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်အခုတော့ဒါ riders တို့ဆိုကစားနေပြီ shaky တို့ဆိုကစားနေပြီအဲ့တော့တို့တို့အချိန်ပိုရသွားတယ်ပေါ့နော်အချိန်ပိုရသွားခြင်းကတော့ကွာဒီလိုက်အသင်တော်ဒါပုံမကောင်းမွန်တဲ့အခြေအနေလို့သတ်မှတ်လို့ရတယ် Chelsea ဆိုလည်းအတူတူပါပဲဒါပေမဲ့ Chelsea ထက်ဆိုင်ကွာဒီလိုက်အသင်ကပို့ပြီးတော့ အကျိုးရနိုင်မယ်ပေါ့နော်အဲ့တော့ဒါကတော့အကျိုးတရားပဲပါပေါ့ဒါပေမဲ့စိုးချိုးမရှိဘူးလားဆိုရှိတာပေါ့တို့ရဲ့ဒါ accumulated fatigue ပေါ့နော်စုဆောင်းလာတဲ့ဒီ fatigue workload တွေဒီ non payment နဲ့ရမှုတွေအဲ့ဒီအရာတွေကတော့ဒါရှိနေရပဲဒါပေမဲ့ရှိနေပြီမဲ့တို့ဟာဒီအရာတွေကိုဟိုစီမံခန့်ခွဲနိုင်တဲ့လုံလောက်တဲ့ဒီသိပ္ပံပညာရှင်တွေရှိရပေါ့နော်အဲ့တော့တန်ရာကြီးကြီးမားမားမရသွားဘူးပဲဒီအဲ့ဒါကိုပဲကြည်ရမယ်ကျန်တဲ့ဒီ workload ကို ဒီချိန်ညှိမှုပိုင်းကတော့တော်တော်လေးအဆင်ပြေတယ်။ဒါကနောက်ပြီးတော့နောက်ထပ်ဆိုးကျိုးတစ်ခုပေါ့။အဲ့ဒါကကြတော့ဒီ Manchester City နောက်ခံလို့အကန်ကြီးပြောသလိုပေါ့လေ။အကန်ကြီးကသူပြောခဲ့တာကသူတို့ရဲ့အားလက်ချိန်တွေသူတို့ပေးထားတယ်ပေါ့နော်။အဲ့ဒါကြတော့စိတ်ပိုင်းဆိုင်ရာအရာဖြစ်သွားတယ်။စိတ်ပိုင်းဆိုင်ရာလွမ်းလျောင်းမှုပေါ့နော်။အဲ့တော့ဒီယာကိုတော့ဘာဘာနည်းနဲ့မှကိုက်တွယ်လို့မရဘူး။ကစားသမားတွေဘူးနေတော့ဘူးနေမှာပဲပေါ့နော်။သူကသူဂွာဒီယိုလာတော့ပြောရင်ပြောနေမှာပေါ့။ဒါပေမဲ့ကစားသမားတွေဘူးနေတဲ့အရာကိုတော့ဘာမှ ဟိုသူကသူမိသားစုနဲ့နေချင်းနေချင်းမှာပေါ့လေဒါပေမဲ့ဒီအမေရိကန်မှာမကစားချင်တာဖြစ်နိုင်တယ်ဒါပေမဲ့သူတို့ဂရီကဘောရတာကစားနေရတယ်ပေါ့နော်စာကြုပ်တော့ပေါ်ရကစားနေရကစားနေရတဲ့အခါမှာတော့စိတ်ပန်းဆိုင်ရာ fatigue တွေတော့ဒါအများကြီးရောရှိနိုင်တယ်အဲ့တော့ဘာပဲပြောကစားပုံအရာတတ်တကြည့်မယ်ဆိုရင်တော့ကောင်းကျိုးကပိုများတယ်ပေါ့နော်အဲ့တော့ဒီအခုခုနမေးသွားသလိုပဲရာသီရာသီဂျိုအတွက်ဆိုရင်ရာသီဂျိုရာသီစအတွက်ဆိုရင် Manchester City တို့ကပိုပြီးတော့စီဝနေတာမျိုးပိုပြီးတော့ဖြစ်နိုင်ပါတယ်ကိုအဲအခုလည်းအဲ့ဒါလေးတော့ ဟိုထောက်ခံပါတယ်ဟိုဘာကြောင့်လဲဆိုတော့ City လို့အတင်းကြတော့ကစားမအင်အားလည်းတောင်းတယ်ပေါ့နော်နောက်တစ်ခါကျတော့ Guardiola ကကျတော့သူလိုချင်တဲ့ပုံစံကိုရိုက်သွင်းဖို့အတွက်ဒါအချိန်တစ်ခုလည်းယူရတယ်ဒီယူရတဲ့အချိန်ကဒါကမ္ဘာကလပ်အတွက်ဒါပြိုင်ပွဲကကျတော့သူ့ပြတော့ချိန်သားကိုက်ဖြစ်သွားမယ်လို့ထင်တယ်အဲ့ဒီနောက်ဆက်တွဲကကျတော့ဒါဒီစပွဲစဉ်တွေမှာသူလိုချင်တဲ့ပုံစံလုံးဝရဟားကြီးမဟုတ်ဘူးဆိုရင်တော့မှအနည်းဆုံး80ရာခိုင်နှုန်းတော့ထိရတော့ ါကွာဒီယိုလာရမယ်လို့ထင်တယ်။တခုပဲရှိတယ်။ဒီယာဒီစကာလာနဲ့ဒါအခုထင်တယ်ဂျူလိုင်14မှာကဒါကမ္ဘာ့ကလပ်ချန်ပီယံရှစ်ဖိုင်နယ်ပေါ့လေ။သူတို့ဖိုင်နယ်တက်ခဲ့မယ်ဆိုရင်ဂျူလိုင်14တိကစားရမယ်။ဩဂတ်15မှာကယာဒီအသစ်စမယ်။အဲဆိုတော့တနကွတ်တီလောက်ပဲသူတို့ကနားချိန်ရှိမယ်။တနကွတ်တီလောက်ပဲနားချိန်ရှိတဲ့အချိန်ဒီမှာအနည်းဆုံးတော့ကစားသမားတွေကိုနှစ်ပတ်တော့ဒါသူတို့မိသားစုနဲ့အတူဒါနားခွင့်ပေးရမှာပေါ့လေ။နှစ်ပတ်လောက်နားခွင့်ပေးရမယ်။ဂျန်နဲ့ဒီ10ရက်တပတ်ကျော်လောက်ကတော့သူယာဒီဂျူ training ပြန်လုပ်မယ်။ ရာသီတွေပြန်ဆမယ်အဲ့ဒီအချိန်ဒီမှာတော့ဟိုညီပြောနေနေလေးဘယ်လိုပြောမလဲဟိုခီးအံဝင်တာလေးတချို့လေးတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့လည်းကလပ်ကဘာကလပ်ပြန်ပွဲအချိန်နဲ့တူသူတို့ရခဲ့တဲ့စူးစီးမှုအတင်းလိုက်ခင်းဝတ်အပိုင်းလေးတွေကတော့ရာသီအစကာလကိုတော့တော်တော်ကြီးကိုထောက်ကူပြုနိုင်တယ်စိုးရင်တာတစ်ခုပဲဒီဇင်ဘာပွဲချက်ကာလမျိုးကြောင့်အဲ့ဒီခါလုံးကဒီစီပူပြောသွားတဲ့ဟာကြီးပေါ့နော်စုထားဆောင်ထားတဲ့ဟာကြီးကအဲ့ဒီဒီဇင်ဘာပွဲချက်ကာလမျိုးရောက်သွားကြရင်နည်းနည်းစိုးရင်ရနိုင်တယ်ဒီရာသီမှာဆိုရင်ဒါဒီဇင်ဘာလ အဲ၂၀ဒီ29ကနေဇန်နဝါရီ9ရက်အတွင်း17ရက်မှာဒါပရီးမီယာလီပွဲပေါင်း40ထိဒါကစားဖို့ရှိတယ်အဲ့လောက်ဆိုရင်တော့ဒါအခုဒါစီးတီးတို့ချယ်လ်ဆီတို့ဒီအသင်းတွေကကြတော့ဂျာယမဆိုရင်ဒါချန်ပီယံလိလည်းကစားရမယ်ဥရောပပွဲလည်းကစားရမယ်နောက်ထပ်အဲ့ကာလာလောက်ဆိုရင်ကာလင်းတို့ကာရာဘောင်းပွဲစဉ်တွေလည်းကစားမယ်အခြေအနေပါဆိုတော့ဒါလေးကတော့အခုကတော့တွားပြီးမှစွေးနေတာလို့စီးတီးတို့ကဒီဒီဇင်ဘာပွဲချက်ကာလာလေးကျတော့သူတို့ရဲ့ဒါပြဿနာလေးနောက်ထပ်သူတို့ free ပေါ့နော် ီခန္ဓာကိုယ်ပိုင်း50ဖြစ်တာတွေနောက်စေပန်းဆရာ50ဖြစ်တာတွေကတော့အဲ့ဒီကာလလောက်ကျရင်တော့နည်းနည်းလေးစိုးရိမ်စရာရှိမယ်လို့ထင်တယ်ကြီးနောက်ထပ်ဒီတခြားဒီ Premier League ပွဲစဉ်စရာထွက်ပေါ်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့မှစီတူပါရီချစ်ဆက်ပြောရှိရှိတယ်တမ်းပြင်းကြီးဟုတ်ကဲ့ကိုအဲဒီမှတ်ဒီပွဲစဉ်စရာပေါ့ကျွန်တော်အရှင်းအနီးတန်းမှာပြောခဲ့သလိုပဲဒါကအသင်္ချာနေရတော့ကျွန်တော်တွက်လို့ရတာရှိရဲဒါပေမဲ့ခုနလေ exemption တွေတော့ကျွန်တော်ထည့်သွင်းစဉ်းစားရမယ်ပြီးတော့ဒီ data set အခြေခံတာကပြီးခဲ့တဲ့ရာသီကိုအခြေခံတာဖြစ်တဲ့အတော့ ပြီးခဲ့တဲ့ရာသီနဲ့အများကြီးသက်ဆိုင်မှုရှိတယ်အဲ့ဒီတရာသီတွေကိုတက်တွန့်တာဗျာဥပမာကျွန်တော်တို့ fantasy ကစားရင် FDR ဆိုတာရှိတယ်ဗောနော်အဲ့တော့ difficulty ratings ပဲအဲ့တော့ဒီ opta ရဲ့ data တွေပဲကြည့်ခဲ့ပြီးတွက်တာအဲ့တော့အဲ့ data FDR ကကစားပြီးခဲ့တဲ့6ပွဲအဲသူနဲ့အနည်းဆုံးကစားပြီးခဲ့တဲ့6ပွဲကိုသူအခြေခံပြီးတွက်တယ်ဗောနော်အဲ့6ပွဲကိုအခြေခံပြီးတွက်ပြီးတော့ဒီလာမယ့်ပွဲတွေရဲ့ ဒီ difficulties ကိုသတ်မှတ်တယ်သတ်မှတ်တဲ့အခါမှာဒီ whole premier league အစတုန်းကဆိုရင်လွယ်တဲ့ပွဲတွေရှိတယ်ဥမာ1 rating 1ဆိုအလွယ်ဆုံးပေါ့နော်အဲ့လိုပွဲရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာ rating 1ပွဲတွေဆိုတာနည်းလာတယ်3 4 3 4တွေများလာတယ်5တွေများလာတယ်ပေါ့နော်အဲ့လိုအဲ့လိုပွဲတွေကပြအတင်းတိုင်းအတွက်ပေါ့နော်ဒါ premier league ရဲ့အလွန်ကြက်တဲလာခြင်းတစ်ခုကိုပြတယ်ပြီးတော့ဒါဟိုအဲ့လိုမျိုးပြတဲ့အပြင်ကျွန်တော်တို့ခုနက 2လို့မျိုးပေါ့နော် difficulty rating 2ပေါ့လွယ်ရဲပေါ့နော်အဲ့တော့အဲ့လွယ်တဲ့ဘွဲတိုင်းလွယ်နေရလားဆိုတော့အဲ့လိုလည်းမဟုတ်ဘူးပေါ့နော်အဲ့တော့ HNO ဆိုလို့ရှင်တာက fantasy sort ဖြစ်စေ fantasy sort ဆိုတာကတကယ် data တကယ်ဘွဲရဲ့ result ကိုကျွန်တော်တို့ကြည့်ပြီးတော့ sort နေတာဖြစ်တဲ့အတွက်ဒီ game ဆိုပေမဲ့ real ပဲပေါ့နော် real ပဲဖြစ်တဲ့အခါမှာကျွန်တော်တို့ကဒီကျွန်တော်တို့အခုလိုပွဲပွဲကြိုရသည်အစကိုကျွန်တော်မှန်းတဲ့သဘောတရားနဲ့အတူတူပဲဩဒီအသင်းတွေကလွယ်ကူတဲ့ပွဲစဉ်တွေရှိတယ်လွယ်မှာပဲဆိုပြီးတော့ထင်ပေမဲ့တကယ်တမ်းမှာကျတော့ မလွယ်ဘူးပေါ့နော်အဲ့တော့ဒါပဲဘောလုံးရဲ့အလှတရားမလွယ်ဘူးပြီးတော့ဘောလုံးကဒါ chaotic ဖြစ်တဲ့ဒီဒီသဘောပေါ့နော်အဲ့ဒါကြီးကိုကျွန်တော်တရားပေါက်ထက်တွက်ဖို့လိုတယ်ပြီးတော့မှန်နေရင်တောင်လွဲနေရရှိဥပမာထားပါတော့ကျွန်တော်ဒီကျွန်တော်ဥပမာနဲ့ဒါအနည်းဆုံးပြောမယ်ဆိုရင် crystal palace ဆာမနစ်တော့ကရလက်တွေဆိုတယ်ပြီးတော့ရလက်တွေပြန်ကောင်းတယ်ပြီးတော့ပွဲချောင်တဲ့ဆရာကြီးတခုရှိတယ်အဲ့တော့ကျွန်တော်ကပွဲချောင်ပြီဆိုပြီးတော့ရွေးချယ်လိုက်တယ်ရွေးချယ်လိုက်ပြီးတော့ပွဲချောင်တယ်ဆိုပြီး palace ကလာမှကျွန်တော်ဝယ်ကြပြီဝယ်ကြတဲ့အခါမှာအဲ့တော့ဆို hot ဖြစ်နေတာကဒီစာပေါ့နော် စားကအရင်ကောင်းတယ်အဲ့ချိန်မှာစားကအရင်ကောင်းတယ်ဒီသူ့ကိုတွက်တဲ့ data set လည်းရှိ ICT index လို့ခေါ်တယ် influence ရယ် creativity ရယ် threat ရယ်ပေါ့နော်အဲ့တော့ကောင်းနေရယ်ပဲဆိုကြပါစုပေါ့နော်သူကအဲ့ ICT index လည်းအမြင့်ဆုံးပဲအဲ့ချိန်မှာအဲ့တော့ကျွန်တော်တို့သူ့ကိုဝယ်လိုက်တယ်ပေါ့နော်ဒါမဲ့အဲ့ကောင်းနေပွဲအကုန်လုံးမှာ crystal palace ကရလက်ကောင်းတယ်ဒါပေမဲ့စားကတကူမှမစားဆက်လည်းမလုပ်အဆက်လည်းမလုပ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပေါ့ဒါ data ရဲ့သဘောကိုကြာတော့ကျွန်တော်တို့အဲ့လိုလဲထပ်ပြီးတော့ဒါ ထည့်သွင်းစဉ်းစားဖို့လိုတယ်ဒါကတေချာပေါက်ထည့်သွင်းစဉ်းစားမယ်အရာလည်းဖြစ်တယ်ပေါ့နော်အပြီးတော့အရေးကြီးတဲ့အချက်ပေါ့ဒါကတော့ဆံပြန်ဖြစ်ချင်တဲ့အသင်းကတော့ဒီယာဒီအစပွဲတွေမှာအင်မတန်အရေးကြီးတယ်တားထွက်အရေးကြီးယာဒီအစ10ပွဲကနေဒါ12.1အမကရဖို့လိုတယ်အဲ့12.1မရပဲနဲ့ချန်ပီယံဖြစ်ဖို့ပေါ့နော်အဲ့တော့ဒါဒီ Premier League sample တခုလုံးကြည့်ပြီးတော့ပြောထားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီအရာတွေတော့ဒီလိုလုပ်ဖို့လိုတယ်တခြားသောဒါခုနတင်ပြသွားခဲ့တဲ့အာချွင်းချက်လေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး꿰ပြပြနားလေ ဖို့အတွက်တော့ကျွန်တော်ဒါထပ်ပြီးတော့ပြောကြားကြပါလေဟုတ်အဲစီသူပြောပါတော့လေတော်တော်လေးလည်းပြည့်စုံပါတယ်ကြီးစုကြကြတဲ့ Soccer Hall ပြည်သက်တွေလည်းဒီစီးရီးလေးကိုဒါကျင်းအားရလိမ့်မယ်လို့ထင်ပါတယ် Soccer Hall ပြည်သက်တူချင်းစီကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ